ဒီဗီဒီယိုတဲ့ကဒီလားရှင်လေးတွေကအလူခံထွက်လာရင်းနဲ့ပေါ့နော်လမ်းမှာဒီပစုပေါင်းလေးတစ်လုံးကျနေရတွေ့လို့ပေါ့နော်ခလေးတွေဆိုတော့လေဆော့ချင်တဲ့စိတ်ကရှိတော့ပြေးကောက်ပြီးတော့မှုတ်တယ်တဲ့တယောက်တလက်စီမှုတ်ကြတယ်ဒါပေမဲ့ပေါ့နော်အဲဒီဗီဒီယိုရိုက်တင်ပေးတဲ့အကိုကသူကတွေ့သွားရောတွေ့တဲ့အခါကျတော့ဒါပစုပေါင်းမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြရမှခလေးတွေကလည်းရှက်တယ်အဲ အဲ့ကြောင့်လို့ကိုသုံးပြီးသွားလို့ရှိရင်လည်းတည်တည်ချာချာအမိုက်ပုံးနေသည်အမိုက်အိတ်သေးသည်စနစ်တကျဆုံးပြပေါ်ကြောင့်လမ်းပေါ်လွတ်ပြတဲ့ခါရအခုတော့မတိရခလေးလေးတွေကယူသုံးမိပြီးရောယောဂဘိုးတွေရနိုင်နေရှင်ကိုရလားဟမ်ဘာကြီးမဟုတ်ကြကိုနှောင်းဘူးစီကောင်းမဟုတ်ဘူးဟိုဘူးစီကောင်းမဟုတ်ဘူးမဟုတ်နေလမ်းကနေကောက်ကြတာလေစိတ်ညစ်တယ်ဟုံးမဲသူလည်းမသိဘူးမောင်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 းမကင်ထားတယ်ဟုံးမဲမကြည့်တော့ဆရာကြီးဘယ်နှကောက်ကောက်ရောက်နေမကြည့်ဟုံး ဖြစ်မှာဖြစ်ရလေဗျာเนาะမြင်ရတွေ့ရဒါတွေကလည်းစိတ်ဆင်းရဲစရာတွေကြီးပဲဦးစင်းတို့ငငယ်တုန်းကလည်းဦးစင်းတပါဒီလိုပဲအဲ့ဒါကိုဦးစီပေါင်းထင်ပြီးကောက်လာတယ်เนาะကျောင်းရောက်တော့သူကမှုတ်ပြီးတော့အဲ့ဒါကိုဘွယ်ပုတ်တယ်တဲ့အဲ့ဒါတိတဲ့တကာတွေကအရှင်ဖုရားအဲ့ဒါဘူစီပေါင်းမဟုတ်ဘူးဘာတုံးတဲ့အရာလို့ပြောပြီးတော့လှုပ်ပြခိုင်းလိုက်ရတယ်เนาะဦးစင်းတို့တွေလည်းလေကိုရင်ဒီတိလာရှင်တွေကို ာတင်ပေးနေုံနဲ့မရဘူးနော်အဲတခြားတခြားသောဘုဟုတုတ္တတွေလည်းပေးဖို့လိုတယ်နော်မြတ်စွာဘုရားကတိခံရမယ်လို့ဟောထားတယ်သို့တော့ငင်းကုန်တဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဘုရားရှင်းပြပေးတော်မူပါဘုရားတဲ့ဒါကဇတ်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါနော်သိုးသွားနေတဲ့တတ္တဝါတကောင်ကိုသူ့လိုဓာတ်တူတတ္တဝါတကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လှုပ်ခိုင်းတဲ့သဘောကိုပြောတာပါ ရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင်950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗြမဒံမင်းရဲ့မင်းတိုင်ပင်အမတ် ဖြစ်ပါတယ်ဥတ္တရာပထတိုင်းသားတွေဟာဗြမဒံမင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကမြင်းတွေကိုကာလပေါင်စင်းနဲ့အညီတံပိုးဖြတ်ပေးပါတယ်ဒါကိုမကျင်တတ်တဲ့ဗြမဒံမင်းက ဖရာအလောင်းကို အမတ်ရာထုကဖယ်ရှားပြီးနောက်ထပ်လူတစ်ယောက်ကိုအမတ်ရာထုပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသောမဟာသောနာအမိရှိတဲ့မြင့်တော်ကောင်ကိုဥဒ္ဒရာပဋ္ဌတိုင်းသားတွေရဲ့မြင့်တွေထဲကိုလွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်။အနာတရဖြစ်ပြီဆိုတော့မှအမတ်တိတ်ကိုဇင်းနိုင်ပြီးဝယ်ခိုင်းပါတယ်။ဒါကိုမကျင်နဲ့ကြတဲ့ဥဒ္ဒရာပဋ္ဌတိုင်းသားတွေကဖရာအလောင်းအမတ်ထံကပ်ပြီးတော့အခုအညီတောင်းတဲ့အခါမှာဖရာအလောင်းမကတင်တို့နောက်တစ်ခါလာတဲ့အခါမှာ မဟာသောဏမြင်းလို့သိုးသားတဲ့မြင်းတကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောဏမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်ဥတ္တရာပထတိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတန်သိုးသားတဲ့သူဟနုအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောဏအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာတတုနန္ဒူချင်းတွေ့ပြီးတော့ပိမ်မွေ့ပြီးသိမြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးเนาะအဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာ ဓာတုဓာတုချင်းတွေ့စေပြီးပင်မွေအောင်လုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်နားလည်ပါစေနော်ဆရာတော်ဖခင်တရားကျင့်ကြံတာနေရာလိုလားတဲ့ဒီမန့်ကအများမြင်ခွင့်ဖြစ်တဲ့ရွှေကုံရင်ပြင်တော်ပေါ်မှာအများမြင်အောင် ဖုန်ကြီးတစ်ပါးကတရားထိုင်ကြနေတာနဲ့ပတ်သက်ပြီးသူတော်ကောင်းမှန်ရင်မိမိတရားလုပ်တာကိုလူသိမခံကြောင်းဦးစင်းပြောထားတဲ့ပုံထဲမှာလာမှတ်ထားတာပါနော်ကမ္မထာအထုတ်ရန်တင့်လျော်သော အင်္ဂါ၅ချက်နှင့်ပြည့်စုံရမည် ကျောင်းနေရာဆိုတာကိုဖះဟောကျမ်းဂန်မှာဖော်ပြထားတာရှိပါတယ်။အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁။သွားလန်းလာလန်းနှင့်ပြည့်စုံ၍သွားခံရွာနှင့်မနီလွန်ခြင်းမဝေလွန်ခြင်း။၂။၄လူသူတို့နှင့်မရောပွားပဲလူတန်ကင်း၍တိတ်ဆိတ်ခြင်း။၃။၅မှဲ့ခြင်းလေနေဘူးမွေကင်းတန်းတို့ဤထိတွေ့တိုက်ခဲမှုမရှိခြင်း။၄။ပစ္စည်းလေးပါရလွယ်သော နေရာဖြစ်ခြင်း။၅ ပရိယပရိပတ်ဆွေဆောင်တက်မြောက်တော်မူသည့်ယဟန်တန်ကားများတရင်သုံးသောနေရာဖြစ်ခြင်းတို့ပဲဖြစ်ပါれ။ပေါ်ပြပါအင်္ဂါငါးချက်ထဲမှာ လူသူတို့နှင့်မရောပွန်းပဲဒုတန်ကင်း၍တိတ်ဆိတ်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ကမ္မထာအာထုတဲ့ပုဂ္ဂိုလ်ဟာလူသူထူထပ်ပြီးအတန်ဆူညံတဲ့နေရာမှာတရားအာထုလို့မရပါဘူး။ဘာကြောင့်လဲဆိုရင် ကမ္မထာအာယုံပြုလို့မရတဲ့အတွက်ကြောင့်ပဲဖြစ်ပါれ။ဒါကြောင့်တရားကျင့်ကြံတဲ့ပုဂ္ဂိုလ်ဟာနေရာလိုပါတယ်နော်။ အရှင်ဖရာတပည့်တော်မိဘရစီဖရာလူတွေခေါ်နေကြတာဖရာစင်ဖရာစင်ခေါ်နေကြတာမှန်ပါသလားဖရာတဲ့ဖရာចောင်းဆောင်လို့ပဲခေါ်ပါနော်ဘာကြောင့်လဲဆိုရင်စင်လို့တုံးလိုက်တဲ့အခါမှာတခြားတခြားသောဖနှက်စင်ပကံစင်စတဲ့စင်တွေလည်းရှိတာကြောင့်အဲ့ဒီအသုံးနှုံးတွေနဲ့ရောသွားနိုင်ပါတယ်တခါတုန်းကဖရာចောင်းဆောင်ကိုဖရာစင်လို့ခေါ်တဲ့အတွက်ဖရာစင်လို့မခေါ်ဘဲဖရာចောင်းဆောင်လို့ခေါ်ပါလို့ဥစဉ်ပြောတာနဲ့ပတ်သက်ပြီးဒကာကြီးတယောက်က ဖះเจ้าဆောင်ပဲခေါ်ခေါ်ဖះဆင်ပဲခေါ်ခေါ်ဘလို့ပဲခေါ်ခေါ်ပြည့်ညတ်ပါပဲပြည့်ညတ်ကအေးမပါပါဘူးလို့ပြောပါတယ်အဲ့ဒီခါမှာဦးစင်းကတကကြီးပြည့်ညတ်ကအေးမပါဘူးဆိုရင်တကကြီးမှမိမရှိသလားလို့မေးတော့ရှိတယ်လို့ဖြေပါတယ်တကကြီးမိမလည်းမိမပဲတခြားတခြားသောမိမတွေလည်းမိမပဲမိမဆိုတဲ့ပြည့်ညတ်ချင်းအတူတူတခြားသောမိမတွေကိုလည်းမိမလို့ခေါ်ကြည့်ပါလားလို့ပြောတော့ကိုမိမမှမဟုတ်တာအဲ့ဒီလို့သွားခေါ်လိုက်ရင်တပြည့်တော့ပ้ายရိုက်ခံရမှာပေါ့လို့ပြောပါတယ်နော် ီလိုပါပဲပြည့်ညတ်ဆိုတာကလေလောကုတ္တရာနယ်မှာသိပြီးအရေးမပါပါပဲလောကီရေးရမှာတော့ရေးပါတဲ့အတွက်ကြောင့်သူ့နေရာနဲ့သူအစဉ်ပြေအောင်တုံးတက်ဖို့လိုပါတယ်ဒါကြောင့်ဖះဆင်လို့ခေါ်မဲ့အစားဖះကျောင်းဆောင်လို့ပဲခေါ်ပါဒါကပိုပြီးတင့်တော်ပါတယ်နော်အရှင်ဖះတတိတော်မှဝတ်အကြောင်းမသိလို့ပါဖះတဲ့ဝတ်ဆိုတာကဝတ္တဆိုတဲ့ပါဠိကလာတာပါအစင်မပြက်အဆက်မပြက်အထက်ထက်လဲပတ်နေတဲ့ ယုတ်တရားနန္တရားအလုံးကိုဝတ်လို့ခေါ်တာပါအဲ့ဓာတွေကိုပဲဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးပြောဆိုနေကြခြင်းဖြစ်ပါတယ်နားရှင်းအောင်ပြောရမယ်ဆိုရင်တော့အကြောင်းအကျိုးလည်ပတ်နေတာကိုပဲဝတ်လို့ပြောတာပါကုသိုလ်ကံ အကုသိုလ်ကံကိုပြုတော့ကမ္မဝတ်ဖြစ်တယ်အဲ့ဒီကမ္မဝတ်ကြောင့်အကောင်းအဆိုးဆိုတဲ့ဝိပါကဝတ်တွေဖြစ်တယ်အဲ့ဒီအကောင်အဆိုးပေါ်မှာလောဘဒေါသဆိုတဲ့ကိလေသာဝတ်တွေဖြစ်တယ်။အဲ့ဒီလေပတ်နေတဲ့ဝတ်သုံးပါးကိုပဲ ဝတ်လို့ခေါ်ဆိုပြီးတော့ဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးသုံးနှုံးနေကြခြင်းဖြစ်ပါတယ်နော်ဆရာတော်စီပင်မှာတန်ရှင်းရေးလုပ်တဲ့လူတွေမြင်ရတာဆရာတော်ပြောတာနဲ့လွဲနေတယ်နော်ဟုတ်မှပဲလုပ်ပါတဲ့ဒီမှန်လေးကအင်တာစီးခြင်းကြောင့်ရရှိလာမိကောင်းကျိုး၁၁မျိုးကိုဦးစင်ပြောထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်မပိုင်ရှင်ရေမပိုင်ရှင် ပြောတဲ့စီပင်ကလူတွေဆိုတာကငွေရဖို့လုပ်တာเนาะ ဦးဇင်းပြောတာကကုသိုလ်အဖြစ်လောက်တာကိုပြောတာဦးဇင်းကဘယ်အကြောင်းအရာကိုပဲပြောပြောရမ်းမပြောဘူးအကြောင်းအရာခိုင်လုံမှပြောတယ်နော်အဲ့ဒီကုရိအိမ်သာစေခြင်းကောင်းကျိုး၁၁မျိုးဆိုတာအင်္ဂုတ်ထုပါဠိတော်ဧကာတတကနိပတ်မှာလာတယ်သွားပြီးလေ့လာကြည့်ပါနော်နောက်ပြီးတစ်ဆက်သေးပြောလိုက်ပါမယ်မြတ်စွာဘုရားလက်ထက်ကအနာယောဂါကင်းပြီးအသက်၁၆၀တိနေရတဲ့အရှင်ဘာကုလမထေရဆိုတာရှိပါတယ် အဲ့ဒီအရှင်ဘာကုလမထေဟာအနောမတက်တည်မြတ်စွာဘုရားလက်ထက်မှာမြတ်စွာဘုရားကိုလေနာယောဂပြောက်အောင်စီးလူခဲ့ပါတယ်။နောက်ပြီးဝိပတိမြတ်စွာဘုရားနဲ့ကတ္တပမြတ်စွာဘုရားလက်ထက်ကိုရောက်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားနဲ့တကွယဟန်တန်ဃာတွေကိုစီးလူခြင်းကြောင်းဆောက်လူခြင်းကုတေအင်သာတို့ကိုတန်ရှင်းရေးလုပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့တဲ့အတွက်ဦးဇင်းတို့ဂေါရမမြတ်စွာဘုရားလက်ထက်ကိုရောက်တဲ့အခါမှာ အနာယောဂါကင်းပြီးအသက်160တိနေရတဲ့အရှင်ဘာကုလမထေရဆိုပြီးဖြစ်လာတယ်နော်ဒါဟာကုဋေအိမ်သာတန်ရှင်ရေလုပ်တဲ့အကျိုးတွေပဲအဲ့ဒီအကြောင်းအရာဟာဥပရိပါဏာတအထကရာမှာလာပါတယ်တွားပြီးတော့လေ့လာကြည့်ပါနော်ဦးစင်းကဘယ်အကြောင်းအရာပဲပြောပြောရမ်းပြီးတော့မပြောပါဘူးအကြောင်းအရာကိုခိုင်လုံမှပြောပါတယ်နော်တပည့်တော်မသိလို့မေးတာပါဖခင်မနက်ဖက်ထမင်းကျော် စွမ်းဥဥဖြားဖြားကတ်လို့ရလားဖခင်ဖြီးပြီးတော်မူပါဖခင်တဲ့ တချို့ကလေထမင်းကျန်းတွေကိုထမင်းကြော်လုပ်ပြီးမနှက်ဖက်မှာဖျားစွမ်းတော်တင်လို့ရပါသလားလို့မိတာတွေရှိပါတယ်။ကျန်းညွန့်ကိုတော့မှတ်မှတ်မိတော့ဘူးနော်။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုံနာကြီးတယောက်ဟာထမင်းစားနေစဉ်မှာမြတ်စွာဘုရားကြွရောက်လာတဲ့အတွက်မြတ်စွာဘုရားကိုအလွန်ကြည်ညိုတာကြောင့်သူစားပြီးသားကျန်တဲ့တဝက်ကိုမြတ်စွာဘုရားအားလောင်းလှူလို့တဲ့အတွက်အရှင်ဂေါရမအကျဉ်းုပ်စားပြီးသားကျန်တဲ့တဝက်ကိုလောင်းလှူလို့ပါတယ်လက်ခံပါသလားလို့မေးလျှောက်ပါတယ် ဒီအခါမှာမြတ်စွာဘုရားကပုံနာကြီးတို့ကအလှခံပုဂ္ဂိုလ်ဖြစ်တာကြောင့်လက်ခံပါတယ်ဆိုပြီးပုံနာကြီးစာပိသားကျန်တဲ့တဝက်ကိုအလှခံပြီးဖုံးပေးတော်မူပါတယ်။အဲဒါကြောင့်မိမိကကြည်ညိုတဲ့စိတ်နဲ့စိတ်တန်တန်ထားပြီးတော့ဘုရားစွန့်တော်တင်မယ်ဆိုရင်တင်လို့ရပါတယ်။အပြစ်မဖြစ်ပါဘူး။ကုသိုလ်ပဲဖြစ်ပါတယ်နော်။အရှင်ဘုရားသွေးလှူလို့ရတဲ့အကျိုးကျေးဇူးလေးရှင်းပြပေးတော်မူပါဘုရားတဲ့။ဘုရားအလောင်းတွေဖြစ်ခြင်းတဲ့ဆွန်ချီးခြင်း၅ပါးဆိုတာရှိပါတယ်။ စွန့်ချိခြင်း၅ပါးကဘာတွေလဲဆိုရင်၁ဒဏပရိစ္ဆာကစည်းစိမ်ဥစ္စာကိုစွန့်လွတ်လှူဒန်းခြင်း၂အင်္ဂပရိစ္ဆာကခြေလက်အစရှိသောအသွေးအသားအင်္ဂအစိပ်ပိုင်းတို့ကိုစွန့်လွတ်လှူဒန်းခြင်း၃ပௌဒ္ဓပရိစ္ဆာကသာသမီကိုစွန့်လွတ်လှူဒန်းခြင်း၄ပရိယပရိစ္ဆာကဇနီးမယားကိုစွန့်လွတ်လှူဒန်းခြင်း၅ဇီဝိတပရိစ္ဆာကအသက်ကိုစွန့်လွတ်လှူဒန်းခြင်းတို့ပဲဖြစ်ပါတယ် အဆိုပါစွန့်ချီးခြင်း၅ပါးထဲမှာအင်္ဂပရိစ္ဆာကခြေလက်စာသောအသွေးအသားအင်္ဂအစိပ်ပိုင်းတို့ကိုစွန့်လွတ်လှူဒန်းခြင်းဆိုတဲ့အချက်ပါတာကြောင့်သွေးလူခြင်းဟာဖျားအလုံးတို့ဖြစ်ခြင်းတဲ့စွန့်ချီးခြင်း၅ပါးတပါးကိုဖြစ်ခြင်းရာရောက်ပါတယ်ဘယ်လိုကောင်းကျိုးတွေခံစားရတယ်လဲဆိုရင်ဖြစ်လျာဘဝတိုင်းမှာအသက်ရှိပြီးတော့အနာရောဂါကင်းခြင်းဆိုတဲ့ကောင်းကျိုးကိုခံစားရပါတယ်နော်နာယကဂုံ6ပါးအကြောင်းရှင်းပြပေးပါဖရာတဲ့နာယကဂုံ6ပါးဆိုတာ ၁။ခမာတိခံခြင်းကိုခန္တီတရားရှိခြင်း။၂။ဇာဂရိယအစစအရာရာတတိရှိ၍ညိုချခြင်း။၃။ဥဋ္ဌာဏငယ်သားတို့ထက်စထက်များစွာတာလွန်သော လုံးကရှိခြင်း။၄။တန်ဝိပါကလျော်ကံလျော့ပတ်တော်တန်သလိုခွဲစေ၍ချီးမြောက်ထောက်ပံ့ခြင်း။၅။တရားသူတစ်ပါးတို့အားမိမိနှင့်မချတနာကျင်နာခြင်း6အခန္ဓာအလုံးစုံသော အခွင့်အရေးကို တွေးတောမျှော်မြင်စင်ကြင်ညာနှင့်ပြည့်စုံခြင်းစုံစမ်းခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာနာယကဂုဏ်၆ပါးပဲဖြစ်ပါတယ်။အရှင်ဖယားဖယားဖြစ်ဖို့ဘယ်လိုကုသိုလ်မျိုးပြုလုပ်ရပါမလဲတဲ့။ဖယားဖြစ်ခြင်းတဲ့သူဟာဖယားတဆူဆူရဲ့ထံမှာစုပံပြီးဗျာဒိတ်ယူရပါမယ်။ဖယားတဆူဆူရဲ့ထံမှာဗျာဒိတ်ရပြီးတဲ့နောက်ဖယားဖြစ်လို့တဲ့သူဟာဖယားဖြစ်ဖို့အတွက် ပါရမီ၁၀ပါး စုံကြည်ခြင်း၅ပါးစရိယ၃ပါးတို့ကို ဖြည့်ခြင်းရပါမယ်ဖြည့်ခြင်းတယ်ဆိုတဲ့နေရာမှာလည်းပဲပညာဓိကဖရာဖြစ်လိုပါကလေးတင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ခြင်းရပါမယ်တဒါဓိကဖရာဖြစ်လိုပါကရှစ်တင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ခြင်းရပါမယ်ဝရိယဓိကဖရာဖြစ်လိုပါက၁၆တင်ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါမယ်။အဲ့ဒီလိုကုသိုလ်ပါရမီတွေမြောင်များစွာဖြည့်ကျင့်ပြီးပြီဆိုရင်တော့ ဖရာအဖြစ်ကိုရရှိမှာဖြစ်ပါတယ်။အရှင်ဖရာသေးရီအရက်ကိုဆေးအဖြစ်တောက်သုံးရင်ငရဲကြီးပါသလားတဲ့။မဟာဝါပါဠိတော်မှာဖရာရှင်လက်ထက်ကယဟန်တပါးဟာဥယေအနာပောက်ပါတယ်။အဲ့ဒီဥယေအနာဟာစီကိုချက်ပြီးအရက်နဲ့ရောတောက်မှပျောက်တဲ့အနာမျိုးဖြစ်ပါတယ်။ဒါကိုသိမ့်မသိမ့်ဖရာရှင်ထံလျှောက်ထားတဲ့အခါမှာဖရာရှင်ကအရက်ဤအနံလဲမထင်ရှား အစင်းလဲမထင်ရှားအရသာလဲမထင်ရှားဘူးဆိုရင်တောက်သုံးခွင့်ရှိစေလို့ခွင့်ပြုတော်မူခဲ့ပါတယ်။ဒါကြောင့်သီလဆောင်ထိန်လိုတဲ့ဗုဒ္ဓဘာသာဝင်များအနေဖြင့်အရက်ကိုစေအဖြစ်တောက်သုံးလိုပါကအရက်ကြီးပဲတီးတန့်မတောက်ခဲသူနဲ့လိုက်ဖက်မဲ့အရာကိုရောဆက်ပြီးအရက်ဤအစင်းအနံ့အရသာမထင်ရှားဘူးဆိုရင်တောက်သုံးလို့ရပါတယ်။ငရေမကြည့်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။